ကျောင်းဒီပွဲလေးမှာကာ EV ကားတွေလည်းပါဝင်မှာပေါ့နော်။နောက်ပြီးတော့ electronic မျိုးစုံလူလူတုံးကုန်အကုန်လုံးပါဝင်ပြသလို့ရပါတယ်။အဲ့တော့ပါဝင်ပြသတဲ့လူဟိုလူပါဝင်ပြသလိုချင်တဲ့ကုမ္ပဏီတွေအားလုံးကတော့ကျွန်တော်တို့ဒီ electronic equipment expo ကနေ page ကနေပြီးတော့ဆက်တွေ့ပြီးတော့အခန်းများကိုဟိုအားရနိုင်ပါတယ်။ ဟုတ်ကျွန်တော်ဒီပွဲလေးမှာဆိုရင်ဟိုတေယုတ်ပြည်အနေပါဝင်ပြတာမဲ့ဆိုလာတို့နောက်ပြီးတော့ equipment တွေလို့ EV power လို့ electronic ပေါင်းများဟိုအများစားဟိုပါဝင်ပြတာပေးပါဖြစ်ပါတယ်လက်လီလက်ကလည်းဝယ်ယူရောင်းချလူတို့များအတွက်လည်းလာရောက်ပြီးတော့ဟိုကြည့်ရှုလို့ရပါတယ်ဟုတ်ကျွန်တော်ဒီ 2025မြန်မာ electronic equipment exporter ပထမဦးဆုံးကျင်းပမယ်ပွဲလေးပါဒီပွဲမှာဆိုရင်ကျွန်တော်တို့ electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးဟိုပါဝင် ပြသမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ solar တွေလည်းပါဝင်ပြသမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ပါဝင်ပြသလို့တဲ့အဲ ပါဝင်ပြတတ်လူချင်းတဲ့ company တွေအားလုံးကလည်းဒီကျွန်တော်တို့ဒီဟို electronic equipment 2025 h w ရဲ့ဒီ page မှာနေပြီးရောဆက်တွေ့ပြီးရောအခက်များပါဝင်ပြတတ်လူရပါတယ်ခင်ဗျာ ဟုတ်ကျွန်တော်ဒီပွဲလေးမှာဆိုရင်ဟိုတေယုတ်ပြည်ကနေပါဝင် ပြတာမဲ့ဆိုလာတို့နောက်ပြီးတော့ equipment တွေလို့ EV power လို့ electronic ပေါင်းများဟိုအများစားဟိုပါဝင်ပြတာပြီးပါဖြစ်ပါတယ်လက်လီလက်ကလည်းဝယ်ယူရောင်းချလူတို့များအတွက်လည်းလာရောက်ပြီးတော့ဟိုကြည့်ရှုလို့ရပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီ creation sun company ရဲ့ ndc ရဲ့ marketing tire site ရဲ့အဲတုံးပူပေါင်းပြီးတော့ဟိုပြတာတဲ့ပွဲလေးပါ ဟုတ်ကျွန်တော်ဒီပွဲလေးမှာကား EV ကားတွေလည်းပါဝင်မှာပါเนาะနောက်ပြီးတော့ electronic မျိုးစုံလူလူတုံးကုန် အကုန်လုံးပါဝင် ပြသလို့ရပါတယ်အဲ့တော့ပါဝင်ပြသတဲ့လူဟိုလူပါဝင်ပြသလိုချင်တဲ့ကုမ္ပဏီတွေအားလုံးကတော့ကျွန်တော်တို့ဒီ electronic equipment expo ကနေ page ကနေပြီးတော့ဆက်တွယ်ပြီးတော့အခန်းများကိုဟိုအားရနိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကုမ္ပဏီပေါင်းဟို200လောက်ကပါဝင်ပြသမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီပြပွဲတွေဟာ B2B နဲ့ B2C ပေါ့เนาะဟိုလာပြီးတော့ဆက်တွေ့ပြီးတော့ဟိုလှုပ်လို့ရပါတယ်ဟို B2B လှုပ်ချင်တဲ့လူတွေကလည်း B2B လှုပ်လို့ရတယ်လို့ B2C လှုပ်ချင်တဲ့လူတွေက B2C လှုပ်လို့ရပါတယ်ဟုတ်ဟောကျွန်တော်တို့အပြင်ချင်းပါနေတဲ့ အဲ့ SVD ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြပွဲမှာပေါင်ပြထားတဲ့ company တွေကလည်းလာရောက်ဝယ်ယူရလူတွေအားလုံးကိုဟိုအထူး promotion နေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီအီအမှုပညာရှင် QR တို့နောက်လက်ကီတော်တွေလည်းပါဝင်ပါဝင်မှာဖြစ်ပါတယ်။ဟုတ် โอเคကျွန်တော်နဲ့ marketing dialogue နဲ့ပူပေါင်းတာဆိုရင်ဒါနဲ့ဆိုရင်၄ချိန်မြောက်ပွဲလေးဖြစ်ပါပြီအဲကျွန်တော်တို့ဒီပြပွဲကဒီ electronic equipment ဟောတော့ဟောတယ်မဟုတ်ပါဘူးကျွန်တော်တို့ electronic equipment ဟောမှာပြတာမှာဖြစ်ပါတယ်ဟောတူကတော့ကျွန်တော်တို့နေ့စဉ်ကျင်းပပဲဖြစ်တယ် test time china ထက်စတာ expo ပြပွဲဖြစ်ပါတယ်ပိစပိစတွေဖြစ်ပါတယ်ဟော်ဒရီကတော့ကျွန်တော် Thai expo ဖြစ်ပါတယ်အဲဒီနေရာတွေနဲ့ပတ်သက်ပြီးတော့ဟိုရှင်းပြဖို့အတွက်လည်းကျွန်တော်တို့ marketing director ကဌာနကိုမေးမြန်းလို့ရပါတယ်ခင်ဗျာမင်္ဂလာပါ uh for the uh this uh exhibition uh the the, the same date is a 5 to 7 အဓိကဒီတရုတ်ပေါ့နော် exhibition ပေါ့နော်အဲ့လိုမြန်မာ electronic equipment expo ပေါ့နော်ပူပေါင်းကျင်းပါသူပထမဆုံးအချိန်ကျင်းပါဖြစ်တယ်ပေါ့နော်ဒီအခုကျင်းပရဲ့ပွဲမှာဆိုလို့ရှိရင်ဘုတရားကျော်ပါမယ်ပေါ့နော်အဲဒါကတော့ hall one မှာကျင်းပါမှာဖြစ်ပြီးတော့ဒီ hall two မှာကျတော့မြန်မာ textile and garment expo သူကတော့အဲဘုတရားကျော်ပဲနောက်တစ်ခုကကျတော့ thai expo 2025 ူလည်းဘူး135ဘူးပါမယ်ပေါ့နော်အဲဒီအခုလိုတူတူတူဘူးပါမချင်ပါရဲဒီအကြောင်းအရာဒီမြန်မာနိုင်ငံမှာရှိတဲ့ international trade show တွေကိုပေါ့နော်စီကာကာတက်တိုင်ဝန်နဲ့ပေါ့နော်ဒီကန္နာဆောင်အောင်ကျင်းပါရှင်သူကျင်းပါရှင်ရဲ့ရွေးချယ်တဲ့အတူဘူးပါမချင်ပါဖြစ်တယ် ဟုတ်ကျွန်တော်တို့ဒီထိုင်းရေဆိုတော့ခါတိုင်းကျင်းပါတဲ့အတိုင်းပါပဲ lucky draw တွေအများကြီးဖောက်ပေးပါမယ်နောက်တစ်ခု KOR တွေလည်းလာရောက်ပြီးတော့ဟိုကြီးမြင့်ပြီးတော့ဖွင့်ပွဲဖွင့်ပေးမှတွေလည်းပါဝင်ပါတယ်ကျွန်တော်တို့ကတော့ဒါအနီးကရောက်မှပဲအဲဖိတ်မှဖြစ်တဲ့အတွက်အမှုပညာရှင်တွေအားတဲ့အမှုပညာရှင်တွေကတော့တက်ရောက်ပြီးမှာပါဟုတ် ဟုတ်ကဲ့ပါကျွန်တော်တို့ပွဲဒီဆိုရင်တော့အမြဲတမ်းပါဝင်ပြတာတဲ့ကုမ္ပဏီကတော့ special discount နေရင်လည်းရောင်းပေးပါတယ်ကျွန်တော်ထိုင်းဆိုမှဆိုလဲထိုင်းစားတောက်ဒီ cosmetic ဒီနဲ့စီစီကကတတ်တိုင်းမြန်မြန်နှိစင်ကျင်းပနေတာဖြစ်တယ်ဆိုတာပြိတ္တတွေအားလုံးတည်ပြီးတာပါနောက် test time မှာဆိုရင်လည်းကျွန်တော်တို့ဒီပိတ်စဝါဒနာရှင်တွေ designer တွေအားလုံးကလည်း B2B ပေါ့เนาะသူကိုဟို ကားဝယ်ခြင်းတဲ့လူတွေအားလည်းအဲ့မှာ contact လာရောက်ကြည့်ရှုနိုင်ပါတယ်တရုတ်ပြည်တော့ကြည့်မယ်ဆိုကျွန်တော်တို့ company ပေါင်း၁၀၀ကျော်ကြည့်ဖို့ဆိုတာမလွယ်လှပါဘူးအဲ့တော့ကျွန်တော်တို့ဗမာပြည်မှာပဲတခါလေတနေရာတည်းမှာပဲ company ပေါင်း၁၀၀ကျော်ကြည့်ရှုပြီးမိမိစိတ်နဲ့တရားကိုရွေးချယ်ပြီးတော့လက်ကားဝယ်ယူရရှိပါဖြစ်ပါတယ်ကျွန်တော် electronic e-commerce ဆိုလည်းဒီလိုပါပဲတရုတ်နိုင်ငံကလည်းပါဝင်ပြတာမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော် solar တွေဝယ်ခြင်းတဲ့လူတွေအားလုံးပေါ့နော်အဲ EV ကဝယ်ခြင်းတဲ့လူတွေအားလုံးတနေရာတည်းမှာပဲ ်ကျွန်တော်တို့ဝယ်ယူရရှိနေပါတယ်မိသားစုတွေအပန်းဖြေနေနေအကုန်လုံးလာရောက်ပြီးရောဝယ်ယူနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသုံးပွဲလုံးမှာပြာခန်းကိုပါဝင်ပြသလိုချင်တဲ့ကုမ္ပဏီများအလုံးအားလည်းကျွန်တော် page တွေကကြည့်ပြီးဆက်တွေ့ပြီးရောပါဝင်ပြသနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီပြပွဲကိုဟို ဒီဇင်ဘာ960 YCC အရလိတ်မှာကျင်းပမှာဖြစ်ပါတယ်အဲ့ပြပွဲကိုအတူလုံးနဲ့ရောက်ကြမှာဖြစ်ပြီးကန်ဆယ်မဲ့တွေလည်းအများကြီးပြီးမှာဖြစ်ပါတယ် CC ကကတတ်တတ်မြဲမြဲနဲ့ကျင်းပမှာဖြစ်တဲ့အတွက်ဟိုလက်လီလက်ကားဝယ်ယူလူအားလုံးပြိတ္တအားလုံးကိုကျွန်တော်ဒီနေ့အနေလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် I just want to invite uh Myanmar uh ek- exhibitor အဓိကတော့သူကပေါ့နော်ဒီမြန်မာ electronic equipment expo ကို international ကပေါ့နော်ဒီနိုင်ငံတကာကဒီအဲ exhibitor တွေပေါ့နော်ပြဝဲပြဆင်တဲ့လူတွေအနေနဲ့ဆိုင်ကန်းခါဖို့အတွက်သူကဖိတ်ခေါ်ဆင်ပါတယ်အခုအဓိကတော့ဒီဘုတရားကျော်မှာများသောအားဖြင့် mainly factory တွေကတရုတ်ဘက်ကနေလာပြမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီ B2B B2C အနေနဲ့ဒီ exhibitor တွေ customer တွေအနေနဲ့အဲလာပြီးတော့ပေါ့နော်ပအဝင်ပြသတင်တဲ့ပွဲလေးဖြစ်တဲ့ဆိုတော့အကြောင်းကိုသူပြောချင်တာပေါ့နော် နောက်တစ်ခုကဒီအမ်တက်စတိုင်ဂါမတ်ဖက်ထရီတွေဆိုလို့ရှိရင်တရုတ် ဓာတ်ရိုက်တရုတ်စက်ရုံဓာတ်ရိုက်ပေါ့နော်အဲဖက်ထရီတွေကလာရောက်ပြသမှာဖြစ်တဲ့အတွက်ပေါ့နော်မြန်မာနိုင်ငံမှာရှိရဒီစက်ရုံအလို့ရောအဲဒီဖက်ရှင်ဝါသနာရှင်တွေရောတခြားလုပ်ငန်းရှင်တွေရောလာပြီးရောပေါ့နော်ဓာတ်ရိုက်ဝယ်ယူနိုင်တဲ့အခွင့်အရေးကိုရမှာဖြစ်တဲ့ပေါ့နော်နောက်တစ်ခုဒီ hall 3မှာရှိရ Thai Ace ကိုကြာတော့ဘူပေါင်း135ဘူလောက်ပါဝင်မှာဖြစ်ပြီးရောဒီ Thai အဲ Thai company ဓာတ်ရိုက်ကတော့ဘူတရာဝန်းကျင်လောက်ကလာပြီးပြသမှာဖြစ်တဲ့ပွဲလေးဖြစ်တဲ့အပြင်ဒီ season မှာပေါ့နော် end of the year အဲနှစ် ကုံနဲ့လပေါ့နော်နှစ်ကုံလုံးလမှာပြုတ်လုတဲ့ပွဲဖြစ်တဲ့အတွက် အကုံလုံးပေါ့နော်ဒီစီစီကာကနဲ့အဲဒီပွဲကြီးသုံးပွဲလုံးကိုတနေရာထဲမှာတပြိုင်တည်းထဲလာရောက်ပြီးတော့ကြီးစုဖို့အတွက်သူကဖိတ်ခေါ်ရပဲဖြစ်ပါတယ်